ဝိပဿနာရှုတဲ့အခါမှာဘာကိုရှုရမလဲဆိုတဲ့ဝိပဿနာရဲ့အာယုံကိုရှုစွာသိဖို့လိုတယ်။ဒါကြောင့်မို့ဝိတ္တိမက်မှာဝိပဿနာဖြစ်ဖို့ရအတွက်ရှုစွာဝိပဿနာရဲ့အစပြိုးရာပညာကိုသင်ကြားပါလို့ဆိုလိုတာကပညာဘူမိတဲ့ ညာမူလပညာတရီရလို့ဝိပဿနာပညာတစ်ခုကိုရကြင်ပြီဆိုလို့ရှင်ရှေးဦးစွာတိဝရီကိုအရင်သိရမယ်လို့ဒီလိုပြောတာဘာကိုအရင်သိရမလဲလို့ဆိုရင်အ ਨੇ ဆုံးခန္ဓာ၅ပါးအကြောင်းသိရမယ်ခန္ဓာ၅ပါးမှလည်းပဲဒီတဲ့ခြုံလိုက်လို့ရှင်ဘယ်ဟာကရုပ်ဘယ်ဟာကနာမ်ဆိုတာမိမိတဏ္ဍာမှာရှိတဲ့ဒီသဘာဝတရားနှစ်ခုရဲ့ သဘာဝလက္ခဏာသိအောင်သင်ရမယ်လို့ဒီလိုဆိုအဲ့လိုသင်တဲ့အခါဆရာစီကသင်ယူခြင်းမှတ်သားခြင်းဥက္ခမရှင်းလင်းတာကို မေးမြန်းခြင်းပြိပု္ပ္ပာဥက္ခဟနဲ့ပြိပု္ပ္ပာနာယူမှတ်သားခြင်းနဲ့ဆွေးနွေးမေးမြန်းခြင်းဆိုတာနှစ်ခုနဲ့အသိဉာဏ်ကို ဖွင့်ပြလောက်ရှင်းဥစွာ調査 ဒါဝိပဿနာတရားအာမထုတ်ခင်လုပ်ရမယ့်လုပ်ငန်းကိုပြောမသိမဲနဲ့သွားတရားအာထုတ်လို့ရှင်မိမိကရှုနေတာဟာပညာကို ရှုပြီးတော့ပရမတ်ကို ရှုတယ်လို့ထင်ကောင်းထင်လိုက်မယ်ရုပ်ကိုရှုနေတာကိုနာမ်ကိုရှုတယ်လို့ထင်ကောင်းထင်လိုက်မယ်မိမိရှုမှတ်ပွားများနေတဲ့တရားရဲ့သဘာဝလက္ခဏာကိုပိုင်ပိုင်နိုင်နိုင်သိနိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့ အသိပညာရဲ့အခြေခံဖြစ်တဲ့ခန္ဓာ၅ပါးသို့မဟုတ်ယုတ်နံ၂ပါးဒီတဲ့ကျဲကျဲဆိုရင်အာရဏ၁၂ပါးဒီတဲ့ကျဲကျဲဆိုလို့ရှင်ဓာတ်၁၈ပါးဆိုတာကိုရှင်းဥစွာသင်ယူမှတ်သားပြီးတော့မှဝိပဿနာအလုပ်ကိုအထောက်အပံ့လို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့အထောက်ပြီးလို့သင်ယူပြီးပြီဆိုတဲ့အခါမှာပညာမူလ တစ်ပင်လေးတစ်ပင်စိုက်တဲ့ဆိုလို့ရှိရင်ရှေးဥစွာမြေကိုတန်ရှင်းရကွင်းကိုအရင်ရှင်းရအဲ့ဒီအရင်ရှင်းတာလို့ကမ္ဘာထရဲ့အာယုန်နဲ့ပတ်သက်ပြီးအသေးစိတ်လေ့လာရအဲ့ဒီလေ့လာတာပညာဘူမိပဲပညာကိုလေ့ကျင့်တာကွင်းထဲမှာပွဲမဲ့ဝင်ခင်ကလေ့ကျင့်ခံယူသလိုပဲဝိပဿနာတရားအားထုတ်တော့မယ်ဆိုရင်ဝိပဿနာရဲ့